ျွန်တော်တို့ဒီဘက်မှာတော့ကိုရီးယားဂရမ်မာတစ်ခုဖြစ်တဲ့ non baran မဲ့ဆွဲဂရမ်မာတစ်ခုကိုလေ့လာကြည့်ကြအောင်ဒီဂရမ်မာလေးကတော့ a o y o so နဲ့ဆင်တူပါတယ်ဒါကြောင့်မလို့သူ့ရဲ့အဓိပ္ပာယ်ကလည်း lo တော့ကြောင့်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဥပမာအဖြစ် b က many o non baran မဲ့ရာဆိုကူချီဆိုတွဲဆော်ရိုးမိုးအများကြီးရွာတာကြောင့်မလို့ချိန်ထားတာကိုဖြတ်လိုက်ရတယ် ဒီနေရာမှာအာအောရောဆောကိုအစားထိုးပြီးတော့လည်းပြောလို့ရပါတယ်။ဘီကမန်နီဝါဆော ရာဆိုကူချီဆိုတွေ့ဆောယူ။ဒါပေမဲ့နွန်ဘာရမဲကိုသုံးတဲ့အခါမှာကိုကဒီလိုမျိုးမဖြစ်ချင်ပေမဲ့ရှေ့ရအကြောင်းအရာကြောင့်ဒီလိုဖြစ်လိုက်ဖြစ်သွားတယ်ဆိုပြီးတော့ရှေ့ရအဖြစ်ပြက်ကိုဦးစားပေးပြောရင်တဲ့အခါမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်။ ဒီနေ့တော့ diagramma လေးကိုဘယ်လိုမျိုးအသေးစိတ်သုံးလဲဆိုတာကျွန်တော်အတူတူဆက်ပြီးတော့လေ့လာကြည့်ကြရအောင်အားလုံးပဲမင်္ဂလာပါ Easy Korea Channel မှာကြိုဆိုပါရစေဒီနေ့လေ့လာမယ့် grammar လေးကတော့ non barren မဲ့ဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒီ grammar လေးကိုတော့ဒုံးစာလို့ခေါ်တဲ့လှူရှားမှုပြတဲ့ကရိယာ verb တွေနဲ့ပဲတွဲသုံးပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့လို့တော့ကြောင့်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် ီဂရမာလေးကိုအသုံးပြုတဲ့ပုံစံကတော့ကိုယ်သုံးမဲ့ဘက်မှာအသက်ပါသည်ဖြစ်စီမပါသည်ဖြစ်စီနောက်မှာ non ကပ်ပြီးတော့ verb plus non barren မဲ့ဆိုပြီးတော့သုံးပြရပါတယ်နောက်ထပ်ဒီဂရမာကိုသုံးတဲ့အခါမှာတိထားမှာတော့ဒီဂရမာကိုဘူချောင်းကြောက်ကင်းလို့ခေါ်တယ်မကောင်းတဲ့ back အဓိပ္ပာယ်ဆောင်တဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာပဲဒီဂရမာကိုသုံးလို့ရှိပါတယ် ကောင်းတဲ့အဖြစ်ပြက်တွေကိုပြောကျင်တဲ့အခါမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့မရပါဘူး။နောက်ထပ်ဒီ grammar ကိုသုံးတဲ့အခါမှာသူ့နောက်ကလိုက်တဲ့စာကြောင်းဟာအမြဲတမ်း verb ပုံစံပဲသုံးပြရပါတယ်။အနာဂတ်ကာလပုံစံနဲ့လက်ရှိပုံစံနဲ့သုံးလို့မရပါဘူး။သူကအမြဲတမ်းဖြစ်ပြက်ပြီးတဲ့အဖြစ်ပြက်တွေကိုပဲပြောတာဖြစ်တဲ့အတွက် verb ပုံစံပဲသုံးပြရပါတယ်။ ဥမာကျွန်တော်ကုနာလေးလာခဲ့တယ်ဒီကမန်နီအွန်နွန်ဘာရမ်းမဲ့ရာဆုတ်ကူချီဆိုဒရက်ဆော်ယိုဒီစာကြောင်းကိုအနာဂတ်ကာလပုံစံပြောင်းပြီးတော့ရာဆုတ်ကူချီဆိုဒရက်ကော်ယိုဒီလိုပုံစံသုံးလို့မရပါဘူးနောက်ထပ်ဒီဂရမ်မာကိုသုံးတဲ့အခါမှာသူ့နောက်ကလိုက်တဲ့စာကြောင်းမှာအမိန်ပေးခိုင်းစီတဲ့ပုံစံနေညှိနှိုင်းတိုင်ပင်တဲ့ပုံစံနေသုံးလို့မရပါဘူး ဥမာအပြင်ဒီစာကြောင်းပဲဒီကမန်နီအွန်နဘာရမ်မဲရာဆုတ်ကူချီဆိုဟာဆေယိုဒီလိုမျိုးခိုင်းစီတဲ့ပုံစံနဲ့တုံးလို့မရပါဘူးချိန်နာတာကိုဖြတ်လိုက်ပါမိုးအများကြီးရတာကြောင့်ချိန်နာတာကိုဖြတ်လိုက်ပါဒီလိုပုံစံတုံးလို့မရပါဘူးဒါမို့ရာဆုတ်ကူချီဆိုဟာရှိတာချိန်နာတာကိုဖြတ်လိုက်ကြအောင်ဒီလိုမျိုး ဒီတိုင်းတိုင်မြင်တဲ့ပုံစံမျိုးတွေတုံးလို့မရပါဘူးဒီမှာဆိုလို့ရှိရင်လေရာစုပ်ကူချွေစုပ်ဒွဲ့စော်ယုံချိန်ကြတာကိုဖြတ်လိုက်ရတယ်ဒီဖြတ်လိုက်ရတယ်ဆိုတဲ့အကြောင်းအရာကိုမလိုချင်တဲ့အကြောင်းအရာမကောင်းတဲ့အကြောင်းအရာမကောင်းတဲ့ဘက်ကိုစောင်းတဲ့အကြောင်းအရာမျိုးတွေမှာပဲဒီ grammar ကိုတုံးပြီးတော့ပြောလို့ရှိပါတယ်ရှင်းသွားအောင်ကျွန်တော်အတူတူနမူနာစာကြောင်းလေးတွေကြည့်ပြီးတော့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင် နံပါတ်၁ဥမာလေးကိုကြည့်အောင်ခုဖခင်မော်နွန်ပါရမ်းမဲချဲစော်ရုံအလင်းစလို့စားလိုက်တာကြောင့်ချဲဟဲစော်ရုံချဲရတာဆိုတာအစာမကြည်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်မလို့အလင်းစလို့စားလိုက်တာကြောင့်အစာမကြည်ဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ခုဖခင်မော်နွန်ပါရမ်းမဲချဲဟဲစော်ရုံအလင်းမြန်စားလိုက်တာကြောင့် စာမကြီးဖြစ်ခဲ့တယ်ဒီမှာ mob တာဆိုတဲ့ verb နောက်မှာ non barame ကပ်ပြီးတော့ monon barame နောက်တစ်ခုကြည့်အောင်ထက်ဖုံးကြီးအုံလုံး barame bian gi ကချွီဆို dress ဆော်ယုံမုံတိုင်းရှိတာကြောင့်လင်းပြန်ကန်ဆယ်လုပ်လိုက်ရတယ်ထိုက်ဖုံးကြီးအုံလုံး barame bian gi ကချွီဆို dress ဆော်ယုံ ဒီမှာအိုရာဆိုတဲ့ဗိုင်နောက်မှာနွန်ကပ်ပြီးတော့အိုနွန်ဘာရမ်းမဲဘီယန်ဂီကချီဆိုဒွဲဆော်ယိုဒီလိုမျိုးမကောင်းတဲ့ဘက်ကိုစောင်းတဲ့အကြောင်းအရာတွေပဲပြောခြင်းတဲ့ခါမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒီမှာဆိုလို့ရှိရင်လေခီးသွားဖို့အတွက်လေရင်က cancel ဖြစ်သွားတယ်မုံတိုင်းရှိတာကြောင့်မမျော်လင့်တဲ့မကောင်းတဲ့အဖြစ်ပြက်ဒီလိုမျိုးဖြစ်ပြက်မျိုးတွေဖြစ်တဲ့ခါမှာဒီဘာရမ်းမဲကိုသုံးလို့ရှိပါတယ် နောက်တစ်ခုထပ်ကြည့်အောင်ယူထဲကျွန်းတော်ကကိုချမ်းနာနှုံးပါရမယ်လောလှကူမုတ်ထဲစော်ယူဖုံးကကိုချမ်းနာနှုံးပါရမယ်ဖုံးကပြတ်သွားတာကြောင့်ယောလှကူမုတ်ထဲစော်ယူဆက်တွေ့လုံးလို့မရခဲ့ဘူးဒီမှာလေကိုကျန်းနာတာဆိုတဲ့ဖိုင်နောက်မှာနုံကပ်ပြီးတော့ ကိုချမ်းနာနွန်ဘာရမ်းမဲယွန်လာကူမုတ်ထဲဆော်ယောဤရမာကိုတုံးတဲ့ခါမှာသတိထားမှာသူ့နောက်ကလိုက်တဲ့ဘက်ကအမြဲတမ်းဘတ်တူးပုံစံမဲတုံးပြရပါတယ်ဟုတ်ပြီနောက်တစ်ခုထပ်ကြည့်အောင်နုကဲဤရောနာနွန်ဘာရမ်းမဲဝဲဆာရဲ့နူးကြောဆော်ယောအေးရထတာနောက်ကြတာကြောင့်ဝယ်စာရဲ့နူးကြော့ဆော်ယူအလုပ်ကိုနောက်ကျခဲ့တယ်။ကုမ္ပဏီကိုနောက်ကျခဲ့တယ်။ ဒီမှာလဲအီရောနာတာရဲ့နောက်မှာနွန်ကပ်ပြီးတော့အီရောနာနွန်ပါရမ်းမယ်နောက်တစ်ခုကြည့်အောင်ခြာကမခိနွန်ပါရမ်းမယ်ရဆိုရှိကန်းနဲ့နူကြော့ဆော်ယိုကားပိတ်နေတာကြောင့်ချိန်ထားတဲ့အချိန်ကိုနောက်ကျခဲ့တယ်ဒီမှာလဲမခိတာမခိတာရဲ့နောက်မှာနွန်ကပ်ပြီးတော့မခိနွန်ပါရမ်းမယ်ရဆိုရှိကန်းနဲ့နူကြော့ဆော်ယို ဟုတ်ပြီနောက်တစ်ခုကြည့်အောင်ချင်းကူကဟွာတို့လည်နွန်ပါရမ်းမယ်အာမူမားတို့မုတ်ထက်စော်ယိုတငယ်ချင်းကဟွာတို့လည်တာ စိတ်ဆိုးတယ်ဟွာတို့နာတာဆိုတာစိတ်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ချက်သတိထားမှာဒီမှာအတန်ထွက်တဲ့ခါမှာလာနဲ့နာနဲ့တွေ့တဲ့ခါမှာနာကိုလာတန်ပြောင်းပြီးတော့ထွက်ပြေးရပါတယ် ဝါရုနေတာဆိုပြီးတော့အတန်မထွက်ပဲနဲ့ဝါရုလေတာဆိုပြီးတော့အတန်ပြောင်းထွက်ပေးရပါတယ်။ဒါကြောင့်မလို့ချင်းကူကဝါရုလေနွန်ဘာရမ်းမဲ့အာမူမာတို့မုထဲ့စော်ယိုတငယ်ချင်းက စိတ်ဆိုးနေတာကြောင့်အာမူမာတို့မုထဲ့စော်ယိုဘာမှမပြောနိုင်ခဲ့ဘူး။ဘာမှမပြောပြခဲ့ဘူး။ဒီမှာလေဝါရုနေတာရဲ့နောက်မှာ နုံကပ်ပြီးတော့ဝါရုလေနုံဘာရမေအာမူမာတို့မုထေဆောယူဒီဂရမာရီရတယ်သုံးရတာအရန်ကိုလွယ်ကူပါတယ်ကိုသုံးပြီးမဲ့ဖိုင်ရနောက်မှာနုံကပ်ပြီးတော့နုံဘာရမေသုံးလိုက်ရုံပါပဲဒီကတိထားမှာသူ့နောက်ကလိုက်တဲ့စာကြောင်းမှာဗတ္တုပုံစံအမြဲတမ်းသုံးပြရမယ်ဒါလေးကိုတိထားလို့ရှိရင်ဒီဂရမာကိုဟိုအလွယ်တကူအသုံးပြနိုင်မှာဖြစ်ပါတယ် ီဂရမာလေးကအာအောယောစောနဲ့ဆင်တူပေမဲ့ဒီဂရမာကိုသုံးတဲ့အခါမှာတော့မကောင်းတဲ့အကြောင်းအရာဘူးချောင်းကြောကင်းလို့ခေါ်တယ်။ကိုမလိုချင်တဲ့အကြောင်းအရာမကောင်းတဲ့ဘက်ကို ဆောင်တဲ့အကြောင်းအရာတွေဖြစ်တဲ့အခါမှာပဲဒီဂရမာကိုသုံးပြီးတော့ပြောလို့ရှိပါတယ်။ဒါလေးကတော့ဒီဂရမာရဲ့ထူးခြားချက်ဖြစ်ပါတယ်။ဟုတ်ပြီဒီဂရမာလေးကိုပို့ပြီးတော့နားလည်သွားအောင်ဒီစာကြောင်းလေးသုံးကြောင်းကိုလည်းကိုရီးယားလိုပြန်ရေးကြည့်ပါ။ လမ်းမှာချော်လဲကြတာကြောင့်ခြေထောက်နာသွားခဲ့တယ်။နောက်တစ်ခု ကားပြက်နေတာကြောင့်တငယ်ချင်းကို မတွေ့ဖြစ်ခဲ့ဘူး။နောက်ကျတဲ့အထိဂိမ်းဆော့နေတာကြောင့်မနက်အိယာထာနောက်ကျခဲ့တယ်။ဒီစာကြောင်းလေးတုံးကြောင်းကိုကိုရီးယားလိုပြန်ပြီးတော့ဒီ grammar လေးကိုအသုံးပြုပြီးတော့ရေးကြည့်ပါကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာလည်း လာရောက်ရေးသွားနိုင်ပါတယ်ဒီ grammar လေးကိုအားလုံးပဲနားတဲ့သဘောမျိုးလို့ယုံကြည်ပါတယ်အကယ်၍မရှင်းတာသိနေတာရှိရင် comment မှာမှတ်ချက်ရေးသွားပြနိုင်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာလည်းအပတ်စဉ် Korean grammar သင်ခန်းစာများကိုတင်ဆက်ပြနေတာဖြစ်လို့ Like subscribe လုပ်ခဲ့ဖို့မိသားစုခံပါတယ်အားလုံးပဲနောက်ပြူများမှာပြန်တွေ့ပါမယ်အန်ညွန်